ဲဒီနေ့ချက်စားပြမှာကတော့ခင်းသီးနဲ့နဲ့ကျုပ်ကိုအဖိုးတင်ဟင်းလေးတစ်ခွက်ပေါ့နော်ဈေးလည်းမကြည့်လေဟင်းလေးတစ်ခွက်ကိုချက်ပါမယ်အဲ့တော့ပထမဆုံးပစ္စည်းလေးတွေပြင်ဆင်ထားပါတယ်ပေါ့နော်ကျွတ်တုံဖြူနေတွေကိုလည်းထောင်းထားပါတယ်ပြီးရင်စီပူလာလို့ရှိရင်စီသက်ပါမယ်စနွေရောင်တင်မုံလေးထည့်ပြီးတော့ပစွန်ကြောင်လေးပါထည့်ပြီးတော့မွေးနေအောင်စီအိုလိမ့်နေအောင်တတ်ပါမယ်ရှင်။နော်အဓိကစီတက်တာပါရှင်။ကျမကခင်းသီးနဲ့ဆိုရင်စီပြဲမှစိုက်တဲ့လူပါ အိမ်မှာကျမရဲ့အဖေနဲ့ကျမရဲ့အမအကြီးဆုံးကခင်းသီးနဲ့ကိုအရန်ကြိုက်တဲ့အတွက်ကြောင့်မလို့ကျမအမတွေအဖေတွေကိုချက်ချွေးကျင်လာပါတယ်လို့ဒီနေရာနေပြောကြကြပါတယ်။ဟောပြီးလို့ရှိရင်တော့ကျမဒီအတင့်နှက်ထားတဲ့ခင်းသီးနဲ့ကလေးတွေကိုအိုးထဲကိုထည့်လိုက်ပါမယ်နော်။ခင်းသီးနဲ့ထည့်တဲ့အခါမှာလေအပေါ်နဲ့အောက်နဲ့ကိုလှိမ့်နေအောင်တမနေအောင်မှုေ့ပေးပါမယ်နော်။သူ့ထဲမှာကတစားပလာလေးအကုန်လုံးပါပြီးသားမှာမဟုတ်လို့ပါရှင်။အဲ့တော့သူ့ကိုအသားလေးဖုံးလေးအုပ်ထားပါမယ်။အသားလေးဟိုပြောရမယ်ဆိုရင်တော့နည်းနည်းလေးနွမ်းသွားတဲ့အထိလောက်ပါပဲနော်။ပြီးလို့ရှိရင် ျမရေတံလေးကိုကျမအသားလေးဆွတ်လိုက်ပါပြီပေါ့နော်ကျမချက်ချင်းရေမထက်ပါဘူးရှင်ချက်ချင်းရေထက်လို့ရှိရင်ကျမတိတ်မကြိုက်ဘူးရှင်ကျမဘိုင်းချက်ချက်အရင်ဆုံးစီရေလေးနဲ့ရေကြံလေးပေါ့ရေတံရေတံရေကြံလေးနဲ့အသားလေးလုံးနေပြီးနှက်ပြီးမှချက်တာကျမကပိုကြိုက်တယ်ရှင်နော်ကျမအဲ့အသားလေးပြီးလို့ရှိရင်အဖုံးလေးအုပ်ထားပါမယ်သူ့ကိုတောင်းလာကြလို့ရှိရင်တော့ကျမကကြိုထားတဲ့ရေကိုကျမခရမ်းသီးမြုပ်တဲ့ထီထည့်ပါမယ်နော်ခရမ်းသီးကိုလေကျမအချိန်ပေးပြီးတော့မီးအေးအေးနဲ့ချက်ပါတယ်နော်ခရမ်းသီးကိုကျမနူးအီဘီစီပြန်မှပဲကြိုက်ပါတယ်ရှင် အဲ့ဒါကြောင့်မလို့သူ့ကိုအချိန်ပေးပြီးတော့ကျမအဒီမီးအေးလေးနဲ့အသားလေးချက်ခဲ့ပါတယ်နော်သူ့ချက်နေတဲ့ခေတ်မှာကျမရေမြန်ချိုးပြီးတော့ကျမဝှက်လျှော်လိုက်ပါသေးတယ်ဟောကျမပြန်ဖွင့်တဲ့အချိန်မှာတော့ခင်းန်ဒီကအခုလိုမျိုးပေါ့နော်အနေထားပျော့သွားပါပြီဒါပေမဲ့မစီမပြန်သေးဘူးပေါ့နော်ဒီအချိန်မှာကျမကကြက်ဦးလေးတွေထည့်ချင်ပါတယ်နော်ကျမကကြက်ဦးလေးတွေကိုအဲ့ထဲကိုအသားလေးထည့်ပြီးတော့သူ့ရဲ့အနစ်ကလေးနဲ့လိုက်ပြီးတော့အသားလေးဖုံးပေးလိုက်ပါတယ်နော်ကျုပ်ကလေးတွေထည့်ပါတယ်ပြီးတဲ့အခါကျမှကျမအဖုံးအုပ်ပြီးတော့နောက်ဆုံးချိန်ကျမစီပြန်တဲ့ထိကိုကျမထားပါမယ်ရှင် ခင်ရင်းဒီနဲ့ရှိလို့ရှိရင်လေဘာဟင်းမှတော့မလို့ပါဘူးရှင်တကယ်ပါကျမကလေးပေါ်တွေကကျမရမ်းချက်ခဲ့တဲ့ဟင်းပါပေါ့နော်ကျမတကယ်ချင်းမမိုးဆန်ပေါ့နော်သူချက်လို့ရှိရင်ကျမသူ့ဟင်းလေးကိုကျမကက်ကက်ပြီးတော့စားခဲ့ရတာပေါ့နော်အခုတော့ကျမစိတ်လိုလေးရစိတ်တန်းကြချက်နေပါပြီဟောအဲ့အလေးကိုနောက်ဆုံးတော့လေအခုလိုစီပြန်လေးနဲ့ချက်ဦးလေးနဲ့ရပါပြီရှင်စားကြပါအောင်လို့